ကစီရွှေချန်နယ်လေးကပြန်လာကြိုးစားပါရစေနော်နေပါလို့ပြောချင်လဲဆိုတော့မှန်ခြင်းမှားခြင်းဟောအတိညာဉ်နဲ့ဆုံးဖြတ်တာပေါ့နော်မှန်ခြင်းမှားခြင်းကိုကအတိညာဉ်နဲ့ဆုံးဖြတ်တာကောင်းခြင်းမကောင်းခြင်းကိုကခံစားချက်နဲ့ဆုံးဖြတ်တာနော်အဲ့ဒါအဲ့ဒါလေးတစ်ချက်မှတ်တာပေါ့နော်ကြတော့မှန်ခြင်းမှားခြင်းကိုကဘာနဲ့ဟောမှန်ခြင်းမှားခြင်းဟောအတိညာဉ်နဲ့ဆုံးဖြတ်တာ ကောင်းခြင်းမကောင်းခြင်းကိုခံစားခြင်းနဲ့ဆုံးဖြတ်ကြတာเนาะအဲ့တော့ချူရိုက်ချူရိုက်ကเนาะအမှန်တရားမှန်တရားမဟုတ်ငါမှန်တဲ့အရာကိုအမှန်တရားဖြစ်ကျင်တဲ့အရာညာတယ်လို့မြန်မာနိုင်ငံမှာအသိရမလားเนาะအဲ့တော့ဟိုငါပြောတာလို့ငါပဲထောက်ခံရမယ်ငါအဲ့အဲ့တခုကန့်နေမှာเนาะအဲ့ဒါကြီးလွယ်မှားနေပြီ ငါနဲ့ငါပြောတဲ့အတိုင်းမလုပ်ဘဲနဲ့ complaint တက်မဲ့ပြည်ဝင်ဘာညာကြီးကပြောမဲ့စုံမဲ့ဆိုအဲ့ဒီဟာအမှန်တရားမဟုတ်တော့အဲ့ဒီလူကအမှန်တရားမဟုတ်တော့နော်အကြောမှန်ခြင်းမှားခြင်းကတော့ဘာလို့ဆုံးဖြတ်မအောင်လို့အသိဉာဏ်နဲ့ဆုံးဖြတ်မရမှာအကြောင်းကျော်ပြောနေရအမြဲတမ်းပြောရကျော်ပြောနေတာလည်းမယုံနဲ့မယုံနဲ့နော် critical critical thinking လေးနဲ့သိချာစဉ်းစားသုံးသပ်ဝေဖန်ပြီးတော့ယုံကြယုံကြယုတ်တိရှိမှယုံဆိုကျွန်တော်တောက်ချောက်ပြောခဲ့ပြီးသားနော်အကြောလူတွေကသူအမှန်တရားအောင်သိကျင်တာမဟုတ်အမှန်တရားအောင်သိကျင်တာမဟုတ် ငာမှန်တယ်ဆိုတဲ့အရာကိုဖြစ်ချင်ကြတာအဲ့ဒါအကြောင်းမလို့ချို့ရရနော်ဟိုအတိညာနဲ့လည်းသုံးပြတာမဟုတ်ခံစားချက်နဲ့လည်းသုံးပြတာမဟုတ်နော်ကိုယ်အတားနဲ့ကိုယ်သုံးပြတဲ့အရာတွေကြတော့လွဲတယ်ပေါ့ဗျာနော်လွဲတယ်ပေါ့ကြတော့ချို့ရချို့ရရတော်တော်ကြီးစိုးတယ်ဗျာနော်တော်တော်ကြီးကိုစိုးတယ်စိုးတယ်ကြတော့ခံစားချက်နဲ့သုံးပြမလားနော် အသိဉာဏ်နဲ့ဆုံးဖြတ်မှာဒါကတော့ကိုယ့်ကိုတွေးကြပါဗျာကိုကိုဆုံးဖြတ်ချက်ကိုပဲကျွန်တော်ပြောပြပြခင်ဗျားတို့ဆုံးဖြတ်တဲ့အရာခင်ဗျားတို့အုံနောက်ကထွက်လာတဲ့အဖြေကိုပဲယူကျွန်တော်ပြောတဲ့အရာရဲ့ဘာမဟုတ်ဘူးခင်ဗျာကိုတိသွားတဲ့အရာကိုအမှန်ကန်မြင်သွားတဲ့အရာဒါခင်ဗျားတို့အမှန်တရားဒါခင်ဗျားအုံနောက်တွေထွက်လာတဲ့ပေကိုအုံနောက်တွေပြန်ထွက်တဲ့အရာကိုပဲမာနီမာနီခင်ဗျားပဲခံရမှာကျွန်တော်လည်းမခံဘူးဒါအချင်းချင်းပြောတာနော်ခင်ဗျားဘုံဖြစ်တည်တဲ့အရာခင်ဗျားဆုံးဖြတ်လိုက်တဲ့အရာရဲ့အကြောင်းဆက်အကျိုးဆက်အဲ့ဒီအပေါ်မှာ ကောင်းခြင်းဆိုးခြင်းတွေကအကုန်လုံးခံစားရမှာခင်ဗျားကိုယ်တိုင်မဖြစ်တယ်ကျွန်တော်နဲ့လည်းမဆိုင်နော်အဲကြောင့်မလို့ကျွန်တော်တောက်ချောက်ပြောပါတယ်နော်ခင်ဗျားတို့ကိုယ့်ကိုစဉ်းစားဆုံးဖြတ်ဝေဖန်တုံးကျွန်တော်ပြောနေရလဲယုံမှပြောလားမပြောခင်ဗျားတေချာစဉ်းစားသုံးသပ်ဖို့ပဲပြောတာဘာလို့လဲဆိုအလုံးမှာအုံနောက်ထည့်ပြီးလိုက်တယ်အတိညာဉ်ကြီးထည့်ပြီးလိုက်တယ်ခံစားချက်တွေရှိတယ်နော်အတိညာဉ်နဲ့အုံနောက်နဲ့ဆုံးဖြတ်လားနှလုံးသားနဲ့ဆုံးဖြတ်လားဒါပဲရှင်းရှင်းလေးအုံနောက်နဲ့ဆုံးဖြတ်မလားအတိညာဉ်နဲ့ဆုံးဖြတ်မလားခံစားချက်နဲ့ဆုံးဖြတ်မလားဒါပဲခင်ဗျာနော် ဟိုချို့ရချို့ရရထင်သလောက်မဟုတ်နော်ထင်သလောက်မဟုတ်အဲ့ဒါကြီးကကျတော့ဘလို့ဆုံးဖြတ်မှာတော့ဆိုခင်ဗျားတို့ပေါ်ပဲမိတယ်ကျတော့ကျွန်တော်တို့ပေါ်တော့ဘာသာမှာလဲပါဖြစ်တော့ဆိုဘာသာအိပါညုံလို့နော်အခုဆိုလို့ချင်းတလောတလောတလောတွေကတအားဖြစ်နေပြီနော်ထီပြူဆောင်တာရောထီပြဆောင်တာရောထီဝဆောင်တာရောအများကြီးဖြစ်နေတယ် ဘာအထီးကဘယ်ဟာလောက်ပါတယ်ဘယ်ဟာလောက်ပါတယ်ဆိုတာယဟန်တစ်ပါးအနေနဲ့သိရမှာဗျာဟိုဒီယဟန်တစ်ပါးအနေနဲ့လုံးတင်လားမလုံးတင်လားကိုယ့်အကိုစဉ်းစားဆုံးဖြတ်ကြဗျာခင်ဗျားတို့ပြောရတာရေကျွန်တော်တို့လည်းပြောရတာအာရပေါက်လာပြီတကယ်ပြောတာဟိုဘေးလူအချီညိုပြတ်သွားမလားဘလို့လုံးတင်လားမလုံးတင်လားဆိုတဲ့အရာဒီမှာတစ်ခုဖွင့်ပြလိုက်မယ်ဖွင့်ပြပြီးတော့သူ့ရဲ့သူ့တလေရတော့မှန်းနေလုံးကြတာမှန်ပေမဲ့ဒါမဲ့မဖြစ်တဲ့အရာကြီးတော့မလုံးနဲ့ဗျာငါလှုပ်ပွဲကျင်းပါတော့ထုံးတော့ ်နော်ဟိုတည့်ရမလားလက်ထွန်နဲ့ထွန်ဆက်ကြီးနဲ့အပေါက်ပန်းလေးတည်းခုံရင်းတည်ရင်ပြီးတော့နော်တူတလေးသူကတော့ဟုတ်မှာပေါ့ဗျာမသိဘူးဒါမဲ့ခင်ဗျာလွယ်မာကြီးတွေဖြစ်နေရဲ့ဗျာနော်လွယ်မာကြီးတွေဖြစ်နေဒါကြီးကဂုံမစားသင်းဂုံမယူသင်းတဲ့အရာကြီးတွေကျွန်တော်တို့ကတော့ခင်ဗျာမဟုတ်တာကြီးကပြောရမှာပဲခင်ဗျာဘာလို့လက်ခံခြင်းကမခံခြင်းနေခင်ဗျားတို့မခံနိုင်လဲမတတ်နိုင်ဘူးနော် ဖြစ်နေတဲ့အရာကြီးကဒါជីညိုဝင်မဆောင်တော့ဘူးယဟန်တပါးဆိုជីညိုဝယ်ဆောင်မယ်သွားတာလာတာနေတာထိုင်တာကားစယဟန်နေရ29တွေ့ထဲမှာအကုန်ပါပြီးလမ်းလေးလျှောက်တာအစဒီဒီမျက်စိကြည့်တာတော့မှလမ်းဗျာ2003ပြီ3ပြီအဲ့ဒါပူမကြည့်ရဘူးဗျာပြီးတော့သင်္ကန်းမှမသွားတာသင်္ကန်းထိုင်သွားတာအတန်ကျေတာဘာညာအများကြီးဗျာပြည့်ညတ်ထားတာနော်ပြည့်ညတ်ထားတာနောက်မှာတအားပဲအဲ့မှာအချက်လက်တွေမှာ နော်ရွာထဲမှာဘလို့ထားမယ်ဘလို့ပြောမယ်ဘလို့ဆက်ဆံမယ်ဘလို့လမ်းချောင်းအောင်မယ်ဆိုအကုန်တတ်မှတ်ထားပြီဗျာဓာကြီးတွေကိုတလွဲတမားကြီးလုံနေတာဒါအထီးပြူဆောင်ချင်းထီးကွာဆောင်ချင်းအဲ့ဒါကြီးကကျွန်တော်မပြောလို့တော့ခင်ဗျားဘာလို့ခင်ဗျားတို့သိရမယ့်အရာအလောက်မှမသိဘဲနဲ့ခင်ဗျားတို့အကြောင်းမမဆိုရင်တိုက်ပစ်စရာတော့လေဥရရာဇိန်နာပြောထားတဲ့အရာခင်ဗျာဆရာအတင်မှန်းတတနေရလုံးပေါက်သွားမယ်ဆိုတော့ဩဝါဒကျွန်တော်တင်ပြီးပြီဟုတ်လွန်ခဲ့တဲ့၈လနဲ့တနည်းထဲမှာတင်ပြီးခဲ့ပြီတပည့်တယောက်မှားတာတယောက်ဝဲမှားမှာခင်ဗျာ ဆရာတယောက်မှတပည့်တွေအကုန်လုံးတန်နေရမှာမောက်သွားမှာဟုတ်လားတလွဲတမားလေးကြီးကြီးလိုက်လေခင်ဗျာစာပေပရိယတ်တိမသိမနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ပေါက်ပန်းလေးတွေရှောက်ပြီးတော့ရဟန္တာမှာပြောရဟန္တာဖြစ်အောင်တော့အဲ့လိုအလွဲမလွဲမမိုးပြခိုင်းတဲ့စိုးတဲ့အရာတွေနဲ့အခုခေတ်စနစ်တွေနဲ့ပေါင်းဆက်ပြီးတော့ခင်ဗျာဖြစ်နေတဲ့အရာဘယ်လိုလုပ်မလဲဟာကိုဘာသာလဲဒေါတော်မီဖြစ်နေမှာလက်မထောင်နိုင်မှာဖြစ်မှာလीကိုဘာသာဒေါတော်မီရောမင်းဗျာဘာသာရေးခင်ဗျာလုံနေရတယ်သွားကြည့်အောင်လीဗျာ ွန်းအခုညာဘက်ဒီအမတော့ဘာတော့အဲ့ပြောမဲ့အရေးသားမေးမိသွားတယ်ဗျအာရဘီကြောင်းလားနော်အာရဘီကြောင်းလားအဲ့အဲ့ဟာကြီးသင်နေကြတာအာဘီအာရဘီစာဆိုပြီးတော့လားအဲ့ဒါ ਈ တင်ပြကျွန်တော်လဲအာတပုတ်လုတ်ပြီးမှုဟောလဲ့ဦးမလဲနိုင်တော့ဒီမှာလဲစောက်ပြတရာရလုံးနဲ့ရှာလဲလိုက်ခင်ဗျတခုပြီးတခုဟိုအားစာဖော်လိုက်ဒီအားစာဖော်လိုက်အာဘာဒီမောင်းဒီ ကျွန်တော်ပြောခြင်းတဲ့အရာကြီးကနောက်ဆုံးနောက်ဆုံးနဲ့ဥမာအမှမှုတက်တော့မှာတကယ်ကိုဘာသာလဲဒေါင်းတော်မီလက်မထောင်နိုင်တဲ့ဟာမျိုးပြရမယ့်အောင်ဆော့တလဲဆော့တလဲဒါလောက်နော်အကြောဒီမှာတစ်ချက်ကြည့်လိုက်အမှအမှကြည့်အောင်အမှကြည့်အောင်ကောင်းပါလေယူကြပါဗျယူကြပါ မဖြစ်တင်တာမဖြစ်နဲ့လေခင်ဗျာရန်တပါးဘာလို့အောင်ဘာညာလို့အောင်ခင်ဗျာသူတို့သိပြီးသားနော်အပေါ်ကြီးပြောနေနေတော့အေးအဲ့လောက်မှမသိရင်လည်းဘာလုံးနေနေတော့ခင်ဗျာဦးစင်တပါးလုံးပြီဆိုတာဒီညာ29တွေရခင်ဗျာလုံးဝဒီသူတို့စောင့်ထင်းရမယ့်အရာလေးကသေးတယ်ကြီးတယ်ပြမှုသေးတယ်ကြီးတယ်ပါရာစီက၄ပါးလောက်နဲ့မတက်လာနဲ့လေဗျာကျန်တဲ့အကုန်လုံးလည်းစောင့်ထင်းရမှာလေဗျာမများလေအခုကရအောင်မကြည့်အောင်အကြတော့ လွယ်မနေတဲ့အရာကြီးကြတော့ဗျာကျွန်တော်ကပြောမှာချင်းချင်းလေးကျွန်တော်ဗုဒ္ဓဘာသာဝင်စစ်တယ်နော်ဖရာတရားတန်ခါပဲရှိရခင်ဗျားတို့ဓာတ်ဒီနတ်ဒီဘာညာကွီးကွာကြီးကျွန်တော်အိမ်မှာလည်းမထားဘူးကိုယ်လည်းကိုယ်ဘာမှလည်းစောက်ကုန်းဆိုင်ဘူးချင်းဆုံးပြောတာကြည့်ရင်ရှိမှာပေါ့နတ်ဒီဓာတ်ဒီလည်းဘာလို့တရေတောင်ရှိရဗျာလေးရှိရဗျာလေးခမမြင်လားမြင်အောင်လို့ဗျာလေးရှိတယ်ဟုတ်ပြီအဲ့တိုင်းပဲဓာတ်ဒီနတ်ဒီခွက်တွေလည်းရှိပြီဒါပေမဲ့ သူ့ကိုကိုမစော်ကရင်ကိုလည်းသူ့ဘာမှလုံးလို့မရတဲ့အရာမျိုးပဲねခမလမ်းလျှောက်သွားတယ်ဗျမျက်နှာချင်းဆိုင်သူ့နဲ့ကိုနဲ့မသိတဲ့လူဆိုဒီလိုပဲလျှောက်သွားမှာပဲခမပြဿနာရှာမှာလည်းမဟုတ်ဘာလည်းမဟုတ်ပခုံးချင်းလာချင်းတိုင်းမှာလည်းမဟုတ်အတိုင်းပဲကျွန်တော်တို့တွတ်ထားတယ်နော်ဒါယူလွယ်မှမဲ့အရာကြီးကိုဒီလိုကြီးလုံနေတဲ့အရာကြီးရတော့ဗျာ ိုးပဲမဆောင်လို့ပြောတာဗျာတချို့အရာကြီးတွေခင်ဗျာတလွဲတလွဲကြီးဟိုမှာတိမလားတကြံနှင်းတော့လဲဗာရေပိတ်လောင်းတာရောရှုပ်ချက်တွေကတ်ရှုပ်ချက်တွေကတ်ဒါတော့တော်မူအုံနှောင်းနဲ့သုံးဖြတ်မလားခင်ဗျာခံစားချက်နဲ့သုံးဖြတ်မလားအတိညာလားခင်ဗျာဒါတော်တော်ရေးကြီးတဲ့အရာတွေဒါတော့တော်တော်ရေးကြီးတဲ့အရာကြီးကျွန်တော်ပြောနေတာဟမ်ခင်ဗျာအုံနှောင်းနဲ့သုံးဖြတ်မလားဆိုမှန်ချင်းမှချင်း ခံစားချက်နဲ့ဆိုကောင်းခြင်းဆိုခြင်းငါတို့ဘာနဲ့ဆုံးမြတ်မှာလဲဒါနဲ့ဆုံးမြတ်မှာလားအကြောင်းလူသားတယောက်ပြောရအောင်ယဟန်ကတော့လာမျိုးနဲ့ယဟန်ခဏ229ဆိုညံ့ထားပြီးသား229ဆိုညံ့ထားပြီးအဲ့ဒီကရှိုးပေါ်လို့ခြေရမှာသူကသူအပြစ်တန်နေရှိပြီးသားကျွန်တော်ယဟန်ကိုပြောအောင်လူဆိုရင်ပြောနေလူကဒီအောင်ဆုံးပြရတော့မှလေမှန်လားမှားလား ငါအောင်တော့နဲ့သုံးမြတ်မလားကောင်းခြင်းသိုးခြင်းကိုလုံးသားနဲ့သုံးမြတ်မလားယဟန်ကိုသုံးမြတ်ကန်းတော့ယဟန်အဲ့မှာ298ရှိပြီပြီးပြီအဲ့ညာနာကောင်းကအကျယ်ချလိုက်ဂရေကိုလေးကျော်ကိုကလေးကျော်တို့ဘာလို့ဆိုတာကပိုဆိုးသွားပြီချင်းချင်းလေးကျွန်တော်ပြောတာကြောဒီမှာခင်ဗျားတို့ပါခင်ဗျားတို့ဘယ်လိုသုံးမြတ်မလားအုံနောက်နဲ့လားခံစားချက်နဲ့လားဒါပဲတွေးနာမာနေတာရောမာနေရောပြောရတဲ့တတိတော်ရှိရမှာဘူး လွဲနေရတော့ဘုသူပြည့်ပြောပါမှာခွန်းရှင်သာရိပုတ္တရာဘာကိုယ်ဝင်လေးတွေရှင်မြတ်သင်္ကန်းမကြီးလို့လာပြောလိုက်တဲ့အရာလက်ခံရတယ်လေမှားနေတော့မှားနေထောက်ပြလို့ချင်းဒါလက်ခံရမှာလေခွန်းများဒါကြီးကတလွဲကြီးဖြစ်နေတယ်ကလက်လက်ခံမလို့လက်ခံမပေါ်ဘူးလက်မခံရင်လည်းနေနော်ကိုကိုရမ်းဘောရဘာတော်ဖြည့်စည်းနေတာကိုကိုရမ်းမှအယူလွဲမှားတွေနော်တကာတကာမကြီးလွဲမှားသွားမဲ့အရာတွေကို ဟိုဥရသိန်းကပြောသလိုပဲဆရာတင်မတတနေရာလုံးမောက်သွားမဲ့အရာတွေကိုပဲလုံနေရလားဒါတော့ကိုယ့်ကိုယ်ကစဉ်းစားကြတော့မွန်ကျွန်တော်ပြောအုံနောင်းနဲ့စဉ်းစားမလားနှလုံးသားနဲ့စဉ်းစားမလားအဲ့နှစ်ခုတည်းကကိုယ့်ကိုလူတွေကိုပြောနေတော့ကိုယ့်ကိုစဉ်းစားဟာကိုယ့်ကိုစဉ်းစား